ARR တိုင်းအိမ်မဲမြို့နယ်မှာစစ်ကောင်စီခန့်အုပ်ချုပ်ရေးမှုနဲ့အဖွဲ့ကစစ်မှုထမ်းထောက်ပံ့ခြင်းအတွက်ဇွန်လ25ရက်နေ့ကစပြီးအိမ်နောက်စုတစုကိုကြက်ငွေ9000ထိတိုးကောက်နေရလို့ဒေသခံတွေစီကသိရပါဗျာ။ အိမ်မဲမြို့နယ်လူကောင်းကျွန်းကြီးရွာအုပ်စုအုတ်ချုံရီမူပြုံးချုံနယ်ယာရီမူဆေးရီမူတွေကစစ်မှုထမ်းနေတဲ့သူတွေကိုထောက်ပံ့ပေးဖို့အထက်ကညွှန်ကြားလာတယ်လို့ဆိုပြီးအရင်ကတရင်ကိုတလားကိုကြက်တထောင်ကောက်တာကနေ အခုတလားကိုကြက်၅ဆောင်းထိတိုးကောက်တာလို့သိရပါဗျ။ဝေမပေးရင်စစ်မှုထမ်းရမယ်လို့ချင်းချောက်ပြီးထောက်ပံ့ခြေကိုမဖြစ်မနေထည့်ခိုင်းနေတာဖြစ်တယ်လို့ဒေသခံတယောက်ကပြောပြပါဗျ။ ။စစ်မှုရန်ထောက်ပံ့ကြီးတိုးတောင်းနေတဲ့လူကောင်းကျွန်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးဦးပြုံးချိုရဲ့အပိုင်မှာအင်ဂျီ800လောက်ရှိပြီးစစ်မှုရန်အသက်အရွယ်အကျုံးဝင်တဲ့သူမရှိတဲ့အိမ်တွေကိုပါငွေကောက်ခံနေရလို့သိရပါဗျ။အိမ်မဲမျိုးနယ်မှာစစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတွေကစစ်မှုတန်းကိစ္စနဲ့ပတ်သက်ပြီးပုံစံအမျိုးမျိုးနဲ့ဖိအားပေးငွေညစ်တာတွေရှိနေတယ်လို့ဒေသခံတွေကပြောဆိုပါရရှင်။ ရှမ်းပြည်နယ်တောင်ပိုင်းဟဲဟိုးမြို့နယ်တရက်ပူကြီးရွာအနီးဟဲဟိုးတောင်လေးလုံးသောလမ်းပေါ်မှာရင်မောင်းကိုပြစ်တက်ပြီးကားလူယူမှုဖြစ်ပွားခဲ့တယ်လို့ကယ်ဆယ်ရေးအဖွဲ့တွေကပြောပါရယ်။ အေးတာမျိုးမျိုးတိရက်ကွက်မှာနေတဲ့အသက်23နှစ်အရွယ်ရှမ်းမင်းတန်ဟာဒေါ်လာ24ရက်နေ့မနက်ပိုင်းမှာအောင်ပန်းကိုကားပစ္စည်းတွေတောဝယ်ပြီးပြန်လာတဲ့အချိန်လမ်းပေါ်မှာကားကိုလူပြီးပြတ်တက်ခံခဲ့ရတာဖြစ်တယ်လို့သိရပါဗျ။လန်ခရူဇာကားကိုလူလေးယောက်ကလူယူသွားတာဖြစ်ပြီးတည်ဆုံသွားတဲ့သူရဲ့ခန္ဓာကိုယ်ပေါ်မှာတနက်6ချက်ထိထားတယ်လို့ကေဇေးရဲ့အဖွဲ့ဝင်တယောက်ကပြောပါရယ် ်ဒေါ်လာ25ရာနှစ်မှာ Land Cruiser ကားကိုပင်လောင်းမြို့နယ်တီကျင်းမြို့မှာပြန်လည်တွေ့ရှိခဲ့ပေမဲ့ကျူးလွန်သူတွေကတော့လွတ်မြောက်နေဆဲဖြစ်တယ်လို့သိရပါဗျ။ခိုးယူသွားတဲ့ကားဟာ Smacky နဲ့ဆက်နိုးရတဲ့အမျိုးအစားဖြစ်တဲ့အတွက်မူရင်းတော့ကတည်ဆုံးသူရင်မောင်းရဲ့အင်ဂျင်အိတ်ကတ်ထဲမှာကျန်ရှိနေတဲ့အတွက်ဆက်ရက်လိုက်ရင်ပြန်နှိုးလို့မရတော့တာကြောင့်ကားကိုထားခဲ့တာဖြစ်တယ်လို့ယူဆရပြီးလူသက်ခဲ့တဲ့တရားခံတွေကိုတော့ရဲတွေကရှာဖွေနေဆဲဖြစ်တယ်လို့ပြောပါရရှင်။ ရန်ကုန်တိုင်းလှဲကူးမြို့နယ်မြို့မရက်ကွက်ရှစ်မြင်းဆောင်တရက်ကွက်အထွေမှုယုံမှာစစ်မှုထမ်းဖို့အတွက်အိမ်မှာလူမရှိတော့ဘူးလို့ပြောဆိုမိတဲ့အသက်62နှစ်အရွယ်မိခင်အမျိုးသမီးကြီးတယောက်ကိုစစ်ကောင်စီလက်အောက်ခံရာယမှုမိသားစုကရိုက်နှက်ခဲ့တယ်လို့မြို့ကန်တွေစီကသိရပါဗျာ။ ဂျွန်လ24ရက်နေ့မနက်ကမြို့မရက်ကွက်ရှင်မြင်းဆောင်တက်မာနေတဲ့အသက်62နှစ်အရွယ်တော်စန်းထေးရဲ့နေအိမ်ကိုရာယမှုနဲ့အဖွဲဟာစစ်မှုထမ်းခိုင်းဖို့အတွက်သွားခဲ့တာမှာအခြေတင်စကားများခဲ့ပြီးတဲ့နောက်ညနေပိုင်းမှာရုံးကိုခေါ်ပြီးရိုက်နှက်ခဲ့တာဖြစ်တယ်လို့မြို့မရက်ကွက်နေသူတယောက်ကပြောပြပါဗျာ။ ။လက်တလုံးမှာဒေါ်စန်ဒီဟာလဲကူးမြို့နယ်ရဲ့ဆေးရုံမှာဆေးကုသမှုခံယူနေပြီးရက်ွက်အုပ်ချုပ်ရေးမှုနဲ့ယာယီမှုမိသားစုကိုကြောက်လို့တားဖြစ်သူနဲ့ခိတတန်းဆောင်နေရတယ်လို့ဒေသခံကပြောပြပါဗျ။လဲကူးမြို့နယ်မှာအမှတ်၁စစ်အခြေခံလေ့ကျင့်ရေးတပ်ရှိတာကြောင့်မြို့နယ်အုပ်ချုပ်ရေးနဲ့ရက်ွက်အာဏာပိုင်တွေပူးပေါင်းပြီးအပတ်စဉ်တိုင်းလိုလိုစစ်မှုထမ်းဥယျာဉ်ပို့မှုခေါ်ယူနေတယ်လို့တိုက်ကြားခံရတဲ့မြို့နယ်လေးဖြစ်ပါရဲ့ရှင်။ တရုတ်နိုင်ငံကိုစစ်ကောင်းဆောင်ကကျေးဇူးရှင်လို့မြင်နေပေမဲ့ပြည်တွင်းကိုရောက်လာတဲ့တရုတ်လူမျိုးတွေကမြန်မာမျိုးသမီးတွေကိုဇနီးသားမယားအဖြစ်စီယုံခေါ်ဆောင်ပြီးရောင်းစားနေတာကြောင့်ဒါရီကိုသတိထားဖို့စစ်ကောင်စီရဲ့ပြည်ထရေးဒုဝန်ကြီးဗိုလ်ချုပ်အောင်ကျော်ကပြောပါရယ်။ ။နေပြည်တော်ကမြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်အရိန်မာခမ်းမောင်မောင်ဇွန်လ24ရက်နေ့ကပြုလုပ်တဲ့လူကုန်ကူးမှုတားဆီးကာကွယ်ရေးနဲ့ပတ်သက်တဲ့ကော်မတီအစည်းအဝေးမှာအခုလိုပြောလိုက်တာဖြစ်ပါတယ်။2024နဲ့2025ခုနှစ်ထဲမှာလူကုန်ကူးမှု68မူရှိခဲ့ပြီးအများစုဖြစ်တဲ့48မူကတရုတ်ဇနီးမယားအဖြစ်ရောင်းစားခံရတဲ့အမှုတွေဖြစ်တယ်လို့ဆိုပါရတယ်။အဲဒီတရုတ်လူမျိုးနဲ့ပတ်သက်တဲ့အမှုတချို့ကစစ်တပ်နဲ့ပတ်သက်နေတဲ့အတွက်အေးအေးယူဖို့ခက်နေတယ်လို့ရဲအရာရှိတယောက်က DV ကိုပြောပြပါရတယ်။ ရဲတပ်ဖွဲ့အနေနဲ့တရုတ်နိုင်ငံသားကိုဖမ်းမယ်ဆိုရင်စစ်တပ်ကိုအရင်အသိပေးဖို့လိုပြီးအဲဒီလိုကြိုပြီးအသိမပေးဘဲဖမ်းရင်ထုချေလွှာတင်ရတယ်လို့လည်းပြောပြပါဗျ။ဒါပေမဲ့ဖမ်းဆီးဖို့စစ်တပ်ကိုကြိုပြီးအကြောင်းကြားရင်လည်းကျူးလွန်တဲ့တရုတ်နိုင်ငံသားတွေကိုပြန်လွှတ်ပေးရတာများတယ်လို့ဆိုပါတယ်။စစ်ကောင်စီပြည်ထောင်ဝန်ကြီးဌာနကစီးရင်စီးရတွေအရ2024ခုနှစ်ကနေ2025ဂျွန်လအထိလူကုန်ကူးမှု68မှုကိုအရေးယူနိုင်ခဲ့ပြီးအဲ့ဒီထဲမှာတရုတ်နိုင်ငံရဲ့48မှုလာအိုနိုင်ငံကတမှု ုကမ္ဘောဒီးယားကတမှုနဲ့ပြည်တွင်း18မှုလိုပါဝင်ပါတယ်။အမှုအမျိုးသားအနေနဲ့လည်းအာတမလက်ထက်စေမှုပြည်တစားအဖြစ်အာတမခိုင်းစေမှုအငှားကိုဝင်ဆောင်ခိုင်းမှုတွေပါဝင်တယ်လို့ဒုဝန်ကြီးကပြောခဲ့ပါတယ်ရှင်။စကိုင်းတိုင်းကမ်းဘလူမျိုးနယ်တဲကကြေးရွာတွေကိုစစ်ကောင်စီတပ်စစ်ကြောင်းကဂျော်လာ23ရက်နေနဲ့24ရက်နေတွေမှာလက်နက်ကြီးတွေနဲ့ပစ်ခတ်ဝင်ရောက်ခဲ့ပြီးလူနေအိမ်တွေကိုလည်းမိရှုဖျက်ဆီးသွားခဲ့တယ်လို့ဒေသခံတွေစီကသိရပါဗျာ။ စစ်ကောင်စီစစ်တောင်းကလက်နက်ကြီးလက်နက်ငယ်တွေနဲ့ပစ်ခတ်ခဲ့တဲ့အတွက်အသက်၄၀အရွယ်ရှိတဲ့တပြေသာရွာသားဦးမောင်ဆန်းသေဆုံးခဲ့တယ်လို့ကျောလှကမ်းဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့ကမ်းဘလူခရိုင်တာဝန်ရှိသူကပြောပြပါဗျ။ကမ်းဘလူမျိုး6006အမြောက်တရင်ကစစ်သားတွေနဲ့ပြူစောတီအင်အားတရာကျော်ပါတဲ့စစ်တောင်းဟာကမ်းဘလူမျိုးနဲ့ဇီးကုံတိုက်နယ်ကတပြေသာရွာနဲ့ကျောင်းကုန်းရွာတွေကိုနှစ်ရက်ဆက်တိုက်ဝင်ရောက်မိရှို့ဖျက်ဆီးခဲ့တဲ့အတွက်နှစ်ရွာပေါင်းအင်ချီ30ဝန်းကျင်လောက်ပျက်စီးခဲ့တယ်လို့ဆိုပါဗျ။ ။အဲဒီစစ်ကောင်စီတပ်တွေဟာကြေးရွာတွေကပြည်သူပိုင်အဖို့တန်ပစ္စည်းတွေကိုခိုးယူတဲဆောင်သွားကြသလိုတပိသာကြေးရွာကအမျိုးသား၃ယောက်နဲ့ဖိုကုံးရွာကအမျိုးသမီး၂ယောက်ကိုလည်းလူသားတိုင်းဖြစ်ဖမ်းဆီးသွားတယ်လို့သိရပါဗျရှင်။မန္တလေးတိုင်းမိုးကုံးမြို့အရှိပိုင်းအုံခိုင်းရက်ကွက်ကိုစစ်ကောင်စီတပ်ကဂျွန်လ25ရက်နေ့ည7:00နာရီဝန်းကျင်မှာလေကြောင်းကနေဖုံးကျဲခဲ့တဲ့အတွက်ကလေးအပါဝင်ပြည်သူ3ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့လို့ဒေသခံတွေစီကသိရပါဗျာ။ ။ပုံကျဲတဲ့တံကြောင့်အမျိုးသား၂ယောက်နဲ့ကလေး၁ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးစေယုံမှာစေကူတော်မှုခံယူနေရတယ်လို့သိရပါဗျ။အုံခိုင်းရက်ကွက်ဖုန်ကြီးကျောင်းနာကအိမ်ပေါ်ကိုတတဲကြတဲ့အတွက်တအိမ်လုံးပြိုသွားပြီးဘေးအိမ်တွေမှာအိမ်နေတဲ့သူတွေကိုလည်းထိခိုက်ခဲ့တာလို့အုံခိုင်းရက်ကွက်မှာနေထိုင်သူကပြောပြပါဗျ။ ုံးကျဲခံလို့အုံခိုင်းရက်ွက်ဖုန်ကြီးကြောင့်ဆွန်းစားဆောင်ပျက်စီးသွားပြီးအနာကနေငါးလုံးထက်မနည်းလေထိခိုက်ပျက်စီးသွားခဲ့ပါတယ်။မိုးကုန်းမြို့ကို2024ခုနှစ်ဇွန်လ24ရက်နေ့ကစပြီးတောင်းတက် TNL နဲ့ဘူပေါင်းတက်တွေကသိမ်းပိုက်ထားတာဖြစ်ပါတယ်ရှင်။ အာနာသိန်းစစ်ကောင်စီကနေပြည်တော်မှာကျင်းပနေတဲ့ငြိမ်းချမ်းရေးဖိုရမ်ဒုတိယနေ့မှာရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးနဲ့ရွေးကောက်ပွဲအလွန်ငြိမ်းချမ်းရေးလုပ်ငန်းတွေဆောင်ရွက်တဲ့အခါမှာနိုင်ငံတကာကကူညီဆောင်ရွက်နိုင်ရေးဆိုတဲ့အချက်နှစ်ချက်ကိုအဖွဲ့နှစ်ဖွဲ့ခွဲပြီးဆွေးနွေးခဲ့ကြတယ်လို့အဲ့ဒီအစည်းအဝေးကိုတက်ရောက်နေတဲ့သူတချို့စီကသိရပါဗျာ။ အာဏာသိမ်းစစ်ကောင်စီအနေနဲ့လက်ရှိဆောင်ရွက်နေတဲ့ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းပိုင်းတွေရဲ့ထုတ်ပြန်ဖို့လိုအပ်နေတဲ့ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်တွေအပြင်လုံခြုံရေးပိုင်းဆိုင်ရာကိစ္စရပ်တွေကိုဆွေးနွေးခဲ့ကြပြီးစစ်ကောင်စီကကျင်းပမဲ့ရွေးကောက်ပွဲမဲဆန္ဒနယ်တွေရဲ့စိန်ခေါ်ချက်တွေကိုလည်းဆွေးနွေးခဲ့ကြပါတယ်။အာဏာသိမ်းစစ်ကောင်စီကအဲ့ဒီငြိမ်းချမ်းရေးဖိုရမ်ကိုဇွန်လ25ရက်နေ့ကနေ28ရက်နေ့အထိကျင်းပသွားမှာဖြစ်ပြီးအဲ့ဒီဖိုရမ်ကိုတရုတ်အထူးကိုယ်စားလှယ်အပါအဝင်နိုင်ငံတကာကတက်သည့်ပညာရှင်တချို့လည်းတက်ရောက်ခဲ့ကြပါရဲ့ရှင်။ ရှမ်းပြည်နယ်တောင်ပိုင်းဖဲခုံမြို့အရှိတ်ကန်းကစောင်းနှန်းခဲရွာကို PNO ပြည်သူစစ်နယ်စစ်ကောင်စီတပ်တွေကဒေါ်လာ24ရက်နေမှာမီးရှို့ဖျက်ဆီးခဲ့တဲ့အတွက်ပြည်သူနေအလုံး40ကျော်မီးလောင်ပျက်စီးခဲ့တယ်လို့ဒေသခံတွေစီကသိရပါဗျာ။ ဆောင်းနိုင်ငံကြီးရွာမှာဒေါ်လန်ကြီးတပ်ဖွဲ့တွေကိုလက်ခံထားတယ်လို့ဆွဆွဲပြီးစစ်ကောင်စီတပ်နဲ့ဖျန်းလို့ပြည်သူစစ်ကအိမ်တွေကိုမီးရှို့ခဲ့တာလို့သိရပါဗျ။ဒါပေမဲ့အဲ့ဒီရွာထဲမှာဒေါ်လန်ကြီးတပ်ဖွဲ့တွေနေထိုင်တာမရှိတဲ့အပြင်ရွာသားတွေကလည်းနှစ်ပတ်ကြာဆစ်ရှောင်နေကြရတာဖြစ်ပြီးရွာကိုမီးရှို့ချင်တဲ့အတွက်တမင်ဆွဆွဲတာဖြစ်တယ်လို့ရွာကန်တယောက်ကပြောပါဗျ။ဒေါ်လာနှစ်ရည်နေကလေးကဖေခုံရင်အရှိတ်ချမ်းမှာရှိတဲ့ရွာတွေကိုစစ်ကောင်စီတပ်နဲ့ PNO ပြည်သူစစ်တွေကအင်အားတထောင်ကျော်နဲ့စစ်တောင်းထိုးလာတဲ့အတွက်တော်လိုင်းတပ်ဘက်ကနေရာ 3ခုထပ်မနေပြန်လည်ဆုတ်ခွာပေးခဲ့ရတယ်လို့ဆိုပါရယ်စစ်ကောင်စီတပ်ကစစ်ကြောင်းထိုးလာတဲ့အပြင်လက်နက်ကြီးလေးကြောင်းနဲ့ပါတိုက်ခိုက်နေတဲ့အတွက်ဖဲခုံပင်လောင်းနဲ့ညောင်ရွှေမြို့နယ်တွေမှာရှိတဲ့ကျေးရွာ20ကျော်ကအရသာ1000ကျော်ဟာစစ်ပေးတင်းရှောင်နေကြရတယ်လို့သိရပါရယ်ရှင်ပဲခူးတိုင်းဖြူမြို့နယ်ဆေးရဝရီမြို့ဘူဒါယုံမှာရှိတဲ့စစ်ကောင်စီတပ်သားတွေကိုစီးနေတိုက်ခိုက်ခဲ့တဲ့အတွက်စစ်သား၃ယောက်ဒဏ်ရာရရှိခဲ့ပြီးတနက်တလက်သိမ်းဆီးရရှိခဲ့တယ်လို့ဖြူမြို့နယ်ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေကသိရပါဗျာ။ ကျော်လာ25ရက်နေ့မနက်အစောပိုင်းတနအေခွဲဝင်းကျင်မှာဖြူးမြွနယ်ပကဖကတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အခုလိုတိုက်ခိုက်ခဲ့တဲ့အတွက်စစ်ကောင်စီတပ်ဖွဲ့ဝင်3ယောက်ဒဏ်ရာတွေနဲ့ထွက်ပြေးသွားခဲ့ပြီး MA1 တနက်တက်လက် G-box 3ခု၊ကြည်စံတချို့နဲ့ဖုန်းလေးလုံးသိမ်းဆည်းရမိခဲ့တယ်လို့ဖြူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တယောက်ကပြောပြပါဗျ။ဒါအပြင်ဖြူးမြွနယ်တရားရုံးအရှိရန်ကုန်မန္တလေးလမ်းဟောင်းပေါ်မှာကင်းပတ်နေတဲ့စစ်ကောင်စီတပ်သားတွေနဲ့ဇေယဝတီတရားဆက်မှာခေပုံချထားတဲ့စစ်ကောင်စီတပ်သားတွေကိုလည်းတိုက်ခိုက်ခဲ့ပြီး ဇေယဝရီရဲစခန်းကိုလည်းဒရုန်းနဲ့ပုံသီးကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါပါတယ်ရှင်။